မင်္ဂလာပါမမိတ်ဆွေများဒီကနေ့မှာယရနာ၃ပါးမန္တန်တော်ကြီး၃ဆွဲနီးအကြောင်းအရာလေးကိုမျှဝေတင်ဆက်ပေးပါမယ်။အုံဘုရားဟုကမောက်ကလူ၂၄အုံတရားဟုကဘာလဲခွေ၄၅အုံတန်ဃာဟုကတန်ချဝတ်69ဒီစာပိုက်လေးဟာမန္တန်ပြည့်စုံမဟုတ်သေးပါဘူး။အသုံးပြုနေအလိုက်ဒုတိယဧတတရအရှင်မဟာကတ္တပယဟန္တာမထေရမြတ်ကြီးရဲ့သီလစရဏတေဇာဂုံတို့ကိုထည့်ပြီးကြီးညိုပူဇော်ရမှာပါ။ လောကီပညာအသုံးနှုတ်အနေနဲ့ဟိတ်ခံယူခြင်းသာဖြစ်ပါတယ်။အုံခံရင်မန္တန်အောင်းခံတော့မန္တရာအုံအောင်းမပါကာထာလို့အလွယ်မှတ်သားထားကြပါတယ်။မန္တန်မန္တရာတွေမှာအနတ်အိဗေထက်အသံကိုပဲအဓိကထားပါတယ်။မန္တန်မန္တရာရွတ်ပြီးဆိုရင်အသံကိုဒူးကူးစားရပါတယ်။ဒီမန္တန်တော်ကြီးကတော့ဂုံတွေဟိတ်တွေကိုခံယူတဲ့အတွက်ကြောင့်အသံကြောင်းနားမလည်တဲ့သူတွေလည်းရွတ်လို့ရပါတယ်။အကျိုးပေးအနည်းများပဲကွာပါတယ်။ အရေးကြီးတာကပွားများကြီးညိုဖို့နဲ့အတိတ်ပဲကိုတော့တည်ထားဖို့ဖြစ်ပါတယ်။အုံဖရာဟုကမောက်ကလူ24။အုံတရားဟုကဘာလဲကွေး45။အုံတန်ကာဟုကတန်ချဝတ်69ဒုဒင်တေရသက်ကိုကျင်းဆောင်တော်မူသောအရှင်မဟာကတ္တပတကူတော်အဖြစ်ပြစ္ဆုတ်ပန်၌ဖြစ်သောအနိဋ္ဌဖလားယုတ်ဒုက္ခဝေဒနာရှင်းရှင်းကွာ၍ချမ်းသာဒုက္ခရသည်ဖြစ်ပါစေသော။ဒီနေရာမှာတေရသရဲ့အတိတ်ပဲက73ဖြစ်ပါတယ်။မန္တန်ရဲ့အတုံးပြုပုံကတော့ ဒီမန်တန်ကိုယောဂတဲ့ရဲ့ရှိမှာ9ခေါက်သို့မဟုတ်38ခေါက်ရုပ်ဖတ်ပါရေကိုမှန်းပြီးတိုက်ပါခကြီးသွားရင်ယရနာ3ပါးမန်တန်ရဲ့အနောက်မှာဒုရင်တေရသက်ကိုကျင်းဆောင်တော်မူသော အရှင်မဟာကတ္တပကြွားချီတော်မူလာသည်ဘေးပေါင်းရံအပေါင်းစုပ်လီရှားလီဖဲလီခွာလီတရားထိုင်တဲ့အခါဒီမှာအိတ်တဲ့အခါဒီမှာစီးချတဲ့အခါဒီမှာဆိုရင်တော့ဒုဒင်တေရသက်ကိုကျင်းဆောင်တော်မူသော အရှင်မဟာကတ္တပတည်င်းသုံးတော်မူသည့်နေရာဖြစ်သောကြောင့် ဘေးအပေါင်းရံအပေါင်းစုပ်လီရှားလီဖဲလီခွာလီဒီလိုရွတ်ဆိုပြီးမိမိရဲ့ခေါင်းရင်းမှာကတော့ပြီးထိုင်ပါအိပ်ပါအင်းချပြီးလက်ဖွက်ထိုးဆောင်ယူလို့ရဆိုရင်တော့ပုံမှန်ပြထားတဲ့အင်းခွက်ကိုလက်ဖွက်ထိုးပြီးဆောင်ယူနိုင်ပါတယ်ဝေဒမဂ္ဂဇင်းမှာပါတဲ့ဆောင်းပါးကပုံကိုကူးယူတင်ပြလိုက်ပါတယ်ယန္တနာမြတ်၃ပါးနဲ့မောက်ကလူ၂၄ပါလေကွေး၄၅တန်ချက်ဝတ်60ခုနှစ်တို့ကိုဆက်ဆက်ကြည့်ကြပါစို့တဲ့မောက်ကလူဆိုတာမောက်ရူ မောင်းလူကနေလာတာဖြစ်ပါတယ်အတူတူပဲဖြစ်ပါတယ်ဒီမှာသုံးပါကမောက်ကလူဆိုတော့အခရာ၃လုံးကိုယူရပါမယ်စစ်သူကြီးတွေကောင်းမှစောင်းတဲ့ခမောက်ကိုပြောတာဖြစ်ပါတယ်အပေါ်မှာအထွတ်တတ်ထားပါတယ်နောက်အသေးပြတစ်ခုအနေနဲ့မောက်ဆိုတာကမုတ်တက်ဖြစ်ပါတယ်လူမြောက်ချင်းအနက်ဖရာအနက်ရပါတယ်ကလူဆိုတာကကညီမြချင်းနဲ့လူညီမြချင်း၄ဖြစ်တဲ့အတွက်ကြောင့်၂၄ ျွန်တို့တို့ကောရမဖျားရှင်ဟာနိယတဗျာဒိတ်ကိုဒီပင်ကရာဖျားကနေအစာပြုပြီးဖျားရှင်24စုတို့ထံမှ24ကြိမ်ရရှိခဲ့တယ်။နိယတဗျာဒိတ်ဆိုတာကဘယ်သောအခါမှမပြတ်တော့တဲ့အမြဲဧကန်ဖြစ်ပေါ်တာကိုခေါ်ခြင်းဖြစ်ပါတယ်။ဖျားတဆူဆူကနေဖျားဖြစ်မယ်လို့ခေါ်ထားပြီးဆိုဘယ်တော့မှမပြတ်မပြောင်းတော့ပါဘူး။ဘယ်သူကမှလည်းဖျားမဖြစ်အောင်ဖြတ်စီပြစ်လို့မရတော့ပါဘူး။ဖျားရှင်24စုတို့ရဲ့ဆွေနှုတ်တော်ထွက် အနာဂတိဗုဒ္ဓဘဝိတ္တိဆိုပြီး24ကြိမ်ကြီးများတော့မိတ်ဆူခဲ့တဲ့အတွက်ကြောင့်အဲ့ဒီရဲ့အင်အားကဘလောက်ကြီးမားမလဲဆိုတာကို တွေးပြီးကြီးညို ကြည့်ကြစမ်းပါနံပါတ်1တရားဟူကဘာလဲခွေ55တရားတော်55ကိုအရင် ထုတ်ကြည့်ကြပါစို့ဘယ်ဖျားရှင်ရဲ့တရားတော်ပဲဖြစ်ဖြစ်ဆာယာဆာယာနှလုံးအိမ်မှာဓမ္မအစဉ်စဉ်အစုံအန်တိမတိုင်ပေါင်းစုထွက်ပေါ်လာတာကတော့ဒီ55ပဲဖြစ်ပါတယ်မတ်စိတ်၄ခုကိုဆိုင်းအင်္ဂါ၅ပါးနဲ့မြောက်တော့မတ်တရား20 ဖို့စိတ်၄ခုကိုဇန်အင်္ဂါ၅ပါးနဲ့မြောက်တော့ဖို့တရား20မတ်ဖို့တရား40မှာနိဗ္ဗာန်တရား၅ပါးနဲ့ပေါင်းတော့45ရပါတယ်။ဘာလဲကွေးဆိုတာကဘာလဲကွေးဘာလဲကွေးပါလဲကွေးဘာလီကွေးပါကူလဲကွေးဆိုပြီးအမျိုးမျိုးသုံးလုံးကြပါတယ်။ဒီနေရာမှာဘာလဲကွေးရဲ့အနတ်တိတ်ပဲကတော့ကွေးကောက်တော့လဲပေါက်ကုတ်လို့အနတ်တိတ်ပဲရပါတယ်။အဓိကကတော့ပကုံးကိုအကာအကွယ်ပြုဖို့ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့ဘာလဲကွေးကိုကြည့်ပါ ဘုရားရှင်ဟာဘုရားဖြစ်တော်မူပြီး45ဝပတ်လုံးလောကသားတို့အကျိုးစီးပွားအတွက်မနာမနီထမ်းဆောင်တော်မူခဲ့ပါတယ်45ဝအတွင်းမှာဓမ္မခန္ဓာပေါင်း7400ဆိုပြီးထွက်ပေါ်လာခဲ့ပါတယ်ဒီတော့ပခုံးဟာထမ်းမှုပါပဲဘာကိုထမ်းမလဲဘုရားရှင်အဆူဆူဟောကြားတော်မူတဲ့7400သောဓမ္မခန္ဓာတို့မပြောက်ပြက်အောင်သီလတမာတိပညာတို့ကိုနိုင်ရနိုင်သလောက်ထမ်းဆောင်ပေးနေရင်ဘာလဲကိုစင်မြန်းထားတာပါပဲ ယဟန်ရှင်လူဟူသည်မဟာကိုစီကိုစီကိုတောင်ဝန်ကိုတန်းဆောင်ကြဖို့ပါပဲအချုပ်ကတော့ဒီလပါဒီလမရှိရင်တမာတိမတီးပါဘူးတမာတိမတီးမှတော့ပညာကဘယ်ထွက်လာတော့မလဲ45ခုမိတ်တကသင်္ချာပြုမယ်ဆိုရင်၄ပေါင်း၅ညီမချင်း၉ရပါတယ်လောကုတ္တရာတရား၉ပါးထွက်ပေါ်လာပါတယ်နေ့စဉ်ဘုရားစကားကိုနားထောင်လိုက်နာပြီးတိလလုံကြုံဘုရားဟောတရားပိပထန်းတွေရွတ်ဖတ်ပူဇော်နေမယ်ဆိုရင်လည်းသာသနာအကျိုးကိုထမ်းဆောင်နေတာပါပဲနံပါတ်၃က တန်ဃာဟုကတန်ချဝ60ခွန်တန်ဃာမှာအရိယတန်ဃာကိုယူရပါတယ်တန်ဃာ60ခွန်ကိုယူဖို့ကသောတာပန်တဂရကံအနာကံယဟန္တာအမျိုးစားတို့ကိုပရိပဒါ၄မျိုးနဲ့မြောက်ပြီး60ခွန်ရအောင်ယူကြပါတယ်တချို့ကတရဏဂုံ30နဲ့ဘောဓိပက္ခိယတရား30ခွန်ကိုပေါင်းပြီးယူကြပါတယ်ဒါကိုတော့ကျွန်တော်မနစ်သက်ပါနစ်သက်ကယူပါကျွန်တော်တွေးရှိထားတဲ့ကြီးညိုမိတာတွေကိုပဲအကျဉ်းချုပ်တင်ပြပါမယ်။ဘုရားရှင်လက်ထက်တော်မှာ ဣဒတယဘိက္ခုဆိုတဲ့ယဟန်ယောက်ျားယဟန္တာ40တပါးရှိပါတယ်ဣဒတယဘိက္ခုနီဆိုတဲ့ယဟန်မယဟန္တာ73ပါးရှိပါတယ်ဣဒတဆိုတာကဆာယသိက္ခ3ပါးတပါးပါးတို့မှာအမျက်ဆုံးပုဂ္ဂိုလ်ရယ်ဆိုပြီးဘုရားရှင်ကကြီးမြတ်တော်မူတာကိုခေါ်ခြင်းဖြစ်ပါတယ်ဣဒတယဘိက္ခုက41ဣဒတယဘိက္ခုနီက73ပေါင်းတော့54ပါးထွက်လာပါတယ်အဲ့ဒီဣဒတယယဟန္တာကြီးများဟာ ဒုတင်73ပါးကိုအခါအားလျော့စွာ4ပါး5ပါးစသဖြင့်နိုင်တယ်လို့စောင့်တည်ကြပါတယ်။ယဟန်ယောက်ျားတွေကတော့ဒုတင်73ပါးစလုံးစောင့်တည်ကြပါတယ်။ယဟန်မတွေကတော့ဒုတင်10ပါးကိုသာအားကြပါတယ်။လူရင်းကိုပြောရမယ်ဆိုရင်အဲ့ဒီဣဒတတရယဟန်နာကြီးများဟာဒုတင်ကိုလက်မလွတ်ကြပါဘူး။ဒေဝတာတန်ရုပ်ပါဠိတော်မှာဒုတင်အကျင့်ကိုပယ်၍တတ္တဝါတို့၏ချမ်းသာဒုက္ခကိုငာမမြင်လို့ဘုရားရှင်ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့်ဘုရားသားတော်ဖြစ်တဲ့အရိယတန်ဃာတော်ဟူသည်မြဟာဒူးတင်ကိုနိုင်တလောက်စောင့်တည်ကြပါလေ။ဣရဒတယတန်ဃာ54ပါးကိုဒူးတင်73ပါးပေါင်းလိုက်ရင်68ပါးရပါတယ်။အဲ့ဒီဣရဒတယယဟန္တာကြီးတွေထဲမှာဒူးတင်ဣရဒတယအရှင်မဟာကတပ္ပကိုတော်မြတ်ကြီးကတော့ဒူးတင်73ပါးစလုံးကိုအမြဲမပြတ်စောင့်တည်ပါတယ်။ဘုရားရှင်ရဲ့ဒုက္ကုနှစ်ထပ်သင်္ကန်းချင်းလဲချင်းကိုလည်းခံယူရရှိတော်မူခဲ့ပါတယ်။ ဘုရားရှင်ပြိဋိဘံစံဝင်တော်လဲသာသနာတော်မြတ်ကြီးကိုဘုရားကိုစားဦးစီးဦးဆောင်ထမ်းဆောင်တော်မူခဲ့ပါတယ်။လောကမှာအမျက်ဆုံးတန်ဃာယရဏာကြီးထဲမှာမှအမျက်ဆုံးစုဧရတယယဟန္တာကြီးတွေနဲ့သူတို့ကျင်းဆောင်တဲ့ဒုဒင်73ပါးရဲ့တကိုးတော်ကြောင့်ကိုးကွယ်ပူဇော်သူမိမိတို့ခန္ဓာကိုယ်မှာတန်ချောက်ဝတ်ဝတ်ဆင်ထားသလိုလုံခြုံနေမှာကတော့ဤကံအမှန်ပါပဲ။ဒီနေရာမှာနည်းနည်းအရေးမွတ်ထပ်ပြောပါဦးမယ်။69ကိုမိတ္တကသင်္ချာပြုမယ်ဆိုရင်တော့73ရပါတယ်။ ူးတင်73ပါပါ73ကိုမိသကပြုမယ်ဆိုရင်တော့၄ရပါတယ်ဒါပေမဲ့73ကနန်းကိုအရှိတိုင်းမှာရောအနောက်တိုင်းမှာရောက unlucky number ဆိုပြီးကြောက်ကြပါတယ်ဒါပေမဲ့ဝိဇ္ဇာကြီးတွေကတော့ဒီလိုမယူစားကြပဲနဲ့ဗုဒ္ဓတက်လို့ပဲယူကြပါတယ်လောကီအစည်းအဝေးပွဲတွေမှာလည်းအရိယာဝိဇ္ဇာမပိုင်လုံးဝပွဲမဖြစ်ပါဘူးကြိုက်ရင်ယူပါမကြိုက်ရင်ပယ်ပါကျေးဇူးတရားကိုတည်သူအတွက်ကတော့တံပိုးကိုမြင်တတ်ပါမယ်။နောက်ထပ်မြတ်ဝိပိမက္ခာထာတူလေးတစ်ပုဒ်ကတော့ ရွာလုံးကျို့အိမ်လုံးကျို့ချစ်စီတဲ့နေပဲဖြစ်ပါတယ်။အုံအပရံအပရာပနရဝနာဆရာကွယ်ဆရာကွယ်အုံပစ္စုံပရာဇာရာဇာအီဟီအီဟီအာဂိစံတုသွားဟချင်းဆရာချင်းကတ်ဆရာကတ်ဒီကာထကိုလန်လီကွာစုံမြေကိုလေးစုပ်စုပ်ပြီးတော့မှန်းပါရွာနှံ့ကျရင်ရွာလုံးချစ်ပါတယ်အိမ်မှာကျရင်တအိမ်လုံးချစ်ပါတယ်ဝဲတွေ့နီးချစ်ပါတယ် ောက်တစ်ခုကတော့အိမ်မြောင်မီးနှကွစီရင်ကြီးပဲဖြစ်ပါတယ်။ဂါထာလေးကတော့အုံပုပ်ပံဝါဖလံရာဇဝါရာဇပရိယံဝါတပတ်လောကတိန်ဒီဟံအာဂိစံတုအာဂိစံတုဗုဒ္ဓံဝါဓမ္မံဝါတန်ခံဝါကဒီဂါထာနဲ့38အုပ်စုပ်ပြီးတော့စောင်းပါ။အိမ်တော်ကြီးစင်မပြေခြင်းအိမ်တော်ဘန်းနဲ့အမဲမသိမတင့်ရှိနေခြင်းအထက်လူကြီးညုံညင်ခြင်းအလောက်မှာအေးမပအပယ်ခံထားရခြင်း စတာစတာတွေဟာဆွဲဆောင်မှုပီရတ်တ်အားနည်းလို့ဖြစ်လာတဲ့ပြဿနာတွေပါဒီတော့အိမ်ပြောင်မီးနှခွကိုဒီကာတာနဲ့39အုပ်စုပ်ဆောင်ရင်ချစ်ခင်မျက်လို့ခြင်းတွေကိုစီရောက်လာတတ်ပါတယ်နောက်တစ်ခုကတော့သူရသတ္တိပီရမန်တန်ပဲဖြစ်ပါတယ်မန်တန်လေးကတော့အုံသူရသတ္တိနတ်ဒီဝီစန္ဒီမေလျာနတ်မိမပီယံသိတိလူတိုင်းရသွားဟသွားဟဒီမန်တန်ကိုမိမိလိန်ကြံမဲ့တဘာဝအမွေးနတ်တာကို39အုပ်ရွတ်ပြီးတော့မိမိချစ်ကြိုက်သူ မိန်းကလေးစီသွားပါ အစွမ်းပြပါလိမ့်မယ်။တခုတည်းပြုရမှာကတော့မိန်ကလေးပေါ်အပျော်ကြံရယုံစိတ်ယုံမှနဲ့အသုံးမပြုရပါဘူး။အဲ့လိုရည်ရချက်နဲ့ပြုလုပ်မယ်ဆိုရင်မန္တန်မှာအစွမ်းထက်မှာမဟုတ်ပါဘူး။မိမိကိုယ်တော့ပြန်ဒုက္ခပေးတတ်ပါတယ်။ပြန်ခိုက်တတ်ပါတယ်လို့အဆိုရှိပါတယ်။ဒါကြောင့်သစ္စာရှိဖို့လိုအပ်ပါတယ်။ကျွန်ုပ်ကိုယ်တိုင်အသုံးပြုခဲ့ဘူးတဲ့မန္တန်ကောင်းတဲ့ပုံဖြစ်ပါတယ်။အာမေဘာတမောအစီရင်ကျမ်းမှာလာတဲ့ဂါထာလေး၃ပုဒ်ကိုမျှဝေပေးလိုပါတယ် ပထမဆုံးဂါထာကတော့ကွယ်လွန်သွားသူနဲ့တွေးမြင်စကားပြောနိုင်သောစီမံဂါထာအစီရင်စီရင်နီးစီရင်ဟာမှဖြစ်ပါတယ်။နန်းစီကိုဒီဂါထာနဲ့38အုပ်စုပ်ရပါမယ်။ဂါထာလေးကတော့အုံအာကာတိအာကာတိဒီဝတာဒီဝတာငါသာတက်သည်ငါအတက်မဟုတ်ငါဆရာသင်ညောင်ဘလူးမင်းအတက်ပေပြပေဆရာပြပေမြင်စီဆရာမြင်စီဂါထာကိုအသုံးပြုဖို့အညွန်းကတော့ အဲ့ဒီစီမံကို မျက်စိမှာကွင်းပြီးဘုရားရှိခိုးပါ ပြီးရင်မျက်စိမိတ်ပြီးကြည်ပါမိမိတွေးမြင်လို့တဲ့ကွဲလွန်သူကိုတွေးမြင်ရပါလိမ့်မယ်တွေးမြင်ရတဲ့အခါမှာမိမိတီးရှိလို့သမျှအကြောင်းအရာတို့ကိုမေးမြန်းပါမေးသမျှကို ပြန်ပြောပြပါလိမ့်မယ်ဒါပေမဲ့ဒီစီမံနဲ့လက်ပြငဲတတ်တဲ့သူတွေကတော့မကြည့်ပါနဲ့အန်ဒီရရှိတဲ့အကြောင်းတတိပြုရပါမယ်နောက်တစ်ပုဒ်ကတော့လက်ညိုထိုးပီရဂါထာစီရင်နီးစီရင်ဟန်မှာဖြစ်ပါတယ်မိမိအလိုရှိတဲ့မိမကို သူမမမြင်ကြွယ်ရဖြစ်တဲ့နေရာကနေပြီးမျက်နာကိုလက်ညှိုးနဲ့တိုးပြီးရင်သူမရဲ့မျက်နာကိုစိမ့်စိမ့်ကြည့်ပြီးဒီဂါထာမန္တန်နဲ့ခုနှစ်အုပ်ရွတ်ရပါမယ်ဂါထာမန္တန်ကတော့အုံဝစီအန်တော်ရခောစီဝနေမင်းကအဘလမင်းကအမိဟဲ့အိတ္တယငါမျက်နာမြင်သင်ဦးနိုင်ချနံပယံဘေးမရှိဂါထာကိုအသုံးပြုဖို့အညွန်ကတော့အဲ့ဒီလို၃ချိန်လှုပ်ပြီးတဲ့အခါမှာအဲ့ဒီမိမနဲ့ကိုလိုရာစကားကိုပြောဆိုပါ ပြောသမျှအောင်မြင်မယ်ကိုယ့်အလိုကိုပါမယ်ဒါပေမဲ့တတိပြုရမှာကတော့သစ္စာရှိရပါမယ်ပြီးရင်သူတို့ဘာသားများကိုလည်းရှောင်ရပါမယ်နောက်ဂါထာတစ်ပုဒ်ကတော့ပီယစီလိတ်မှအစီရင်စီရင်နီးစီရင်ဟံမှာဖြစ်ပါတယ်စီလိတ်သုံးလိတ်ကိုနှစ်ဆင်မှာတင်ပြီးရင်ဒီဂါထာမန္တန်နဲ့ခုနအုပ်စိုးရပါမယ်ဂါထာမန္တန်ကတော့အုံအထက်တကြားအောက်နက အောင်ဗုဒ္ဓရခိတကျိန်သူနှလုံးကျိုးသူထုံသွားဟုံသွားဟ ဂါထာကိုအသုံးပြုဖို့အညွန်ကတော့အဲ့ဒီလိုမှန်းပြီးပြီဆိုရင်စေလိတ်တလိတ်ကိုမိမိအလိုရှိတဲ့မိမကိုပေးပါစေလိတ်ကိုကင်မိပြီးနမ်းမိရင်ပဲအိန္ဒြေပြက်လာတာကိုတွေးရှိရပါလိမ့်မယ်သူမဟာအဲ့ဒီစေလိတ်ကိုတောင်းမိတော့မိမိကိုဘယ်တော့မှအချစ်မပြေတော့ဘူးလို့ပဲမှတ်ပါအကယ်၍သူမကိုစေလိတ်ကိုပေးဖို့အခွင့်မတားဘူးဆိုရင်မိမိကိုယ်တိုင်အဲ့ဒီစေလိတ်ကိုတောက်ပြီးရင်လေညာကနေပြီးအငွေ့ကိုသူမစီရောက်အောင်လှုပ်ပေးပါစေလိတ်တင့်ပြီးချူရှိုင်းပြီးဆိုရင်တန်းဝေလာတာကိုတွေးရပါလိမ့်မယ် စီမိုင်းမိသလိုဖြစ်နေပါလိမ့်မယ်အဲ့ဒီခါမှာမိရဲ့လိုအင်စန္ဒပြည်စုံပြီးလို့မှတ်ပါဒါပေမဲ့တစ္ဆာရှိဖို့တော့တတိပြုပါကာမေတုမိစ္ဆာစာရကံကိုလည်းရှောင်ကျင်ပါ နောက်ဂါထာတွေကိုလည်းနောက်အလင်းသိရင်ထပ်မံတင်ဆက်ပေးပါဦးမယ်အားလုံးအဆင်ပြေကြပါစေ